ညီမကိုတိုင်ကိုကလည်းအရင်တော့ငငယ်လေးခရရဒီအမှုပညာကိုလုတ်ချင်တယ်မယ်ဒီဆိုလည်းအရင်ချစ်တယ်ပေါ့နော်ဒါပေမဲ့ငငယ်တော့ကိုမလုတ်ခဲ့ရဘူးဒါပေမဲ့ဒီခုလာမဲ့နာကက်ညီမလေးတွေလည်းပြန်ပွဲဝင်ညီမလေးတွေကလည်းညီမနဲ့ထပ်တူဖြစ်မယ်လို့ယုံကြည်ပါတယ်သူတို့လည်းငယ်တော့မလုတ်ခရတဲ့ဟာပေါ့နော်အခုဒီစိတ်ပေါ်မှာလာပြီးတော့ပါဝင်ရှင်ပြိုင်ကိုအလှကိုကိုပြခွေရကြတယ်ပေါ့နော်အားလုံးကကိုအရေးချင်းတွေကိုပြကြတယ်လှတာတွေကိုပြကြတာပေါ့နော်အဲ့ဒီအတွက်အမားကလည်း ဒီကနေအားလုံးကိုပြိုင်ဖို့ဖိတ်ခေါ်ပါတယ်။အော်ကို့ဘောနော်အာပွဲတိုင်းမှာဘောနော်ဒိုင်ဖြစ်နေတဲ့ရောက်လေးလေးဆဆားဘောကို့ကိုလည်းဖိတ်ကြားတယ်။အဲတကယ်ကိုလည်းဟိုကို့ဘောနော်ချစ်ခင်လို့ဖိတ်ကြားတယ်ဘောနော်ဒါကလည်းကိုကလည်းတကယ်လေးစားပါတယ်။တန်ဖိုးထားတယ်ဂုံလေးယူတယ်ဖိတ်တဲ့ပွဲတိုင်းကိုလည်းညီမအရောက်တက်ဖြစ်ခဲ့ပါတယ်ဂုံယူစွာနဲ့ ညီမတော့အောင်မြင်သေးရဲ့လို့တော့မထင်ပါဘူးပေါ့နော်အခုမှစ조사နေတော့မှအားလုံးလည်းသိကြပါတယ်ညီမအခုမှအဲစပြီးတော့ဒီလောကထဲကိုဝင်နေဆိုတော့ပေါ့နော်အော်အတိုက်ခက်ရဲ့လို့တော့စိတ်ထဲမှာမထားပါဘူးဒါကတော့လူဆိုတာပေါ့နော်ဒီလောကထဲဝင်တော့လူအမျိုးမျိုးစိတ်ထွေထွေနဲ့ရတော့ကြုံတွေ့နေရမှာပဲဒါကို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 ပေါ့နော်အော်အကောင်းမြင်စိတ်နဲ့ကြည်ပြီးတော့အရာရာကိုအားလုံးဟို စိတ်တဘောထားမသိနေပေါ့နော်စပယ်စိတ်တဘောထားကြီးပြီးတော့အရရာကိုခွန့်လွတ်ပြီးပေါင်းသိရမှာဆိုတော့ကိုကိုတိတယ်ပေါ့နော်ပရိသတ်ကြီးရေကျမကိုအားပေးနေတယ်ပရိသတ်အပေါင်းတို့အားလုံးစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းအခုဆိုရင်နှစ်တစ်နှစ်ကကုန်တော့မယ်နောက်ဒီနှစ်အစ်စ်ကိုပြန်ရောက်တော့မှာဖြစ်တဲ့အတွက်အားလုံးပေါ့နော်အဲလိုရင်ဆန္ဒတလုံးတဝပြည့်ပြီးတော့စိတ်ချမ်းသာမှုအပေါင်းနဲ့ပျော်ရွှင်စွာနေနိုင်ပါစေလို့ညီမဒီနေ့ကနေစုမုံကောင်တောင်းပါတယ်ရှင်